နနခင်းစွိုင်းရင်ကြဆင်မှုကိုခံစားနေရပါသလားကော်ဖီမလို့ပဲတနည်းတာလုံးအားပြင်းနဲ့လန်ရှန်းစီမဲ့ဖြူဝက်ချက်ရှိပါတယ်အဲ့ဒါကတော့နနခင်းစင်မြင့်လက်ကျင်ကံပါပဲဒီလက်ကျင်ကံကမိတ်ဆွေခန္ဓာကိုယ်ရဲ့တဘာဝစွိုင်းရင်မြင့်တင်ရေရန်တရားကိုချက်ချင်းနှူးစုပြီးပါတယ်အချိန်ကုန်လဲတက်တာပြီးအချိုချေစုကအများကြီးပါသိပ်ပန်နီးကြပြောရရင်10မိနစ် လှူရှာမှုကသွေးလက်ပတ်မှုကိုမြန်စေပြီးအုံနောက်စီကိုအောက်ဆီဂျင်ပုံမှုရောက်ရှိစေပါတယ် ဒါအပြင်စိတ်ခံစားချက်ကိုကောင်းမွန်စေတဲ့ endorphins လို့ခေါ်တဲ့ဓာတုပစ္စည်းတွေထွက်လာအောင်လှုံ့ဆော်ပေးပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုလျော့ကျပြီးစိတ်ပိုလန်းစံတက်ကြွလာပါတယ်။7မိနစ်လှုပ်ရှားလိုက်တာနဲ့ဇီဝကမဖြစ်စဉ်ကိုပါစတင်မြင့်တင်လိုက်တာဖြစ်လို့တဏိတာလုံးအစီပိုလောင်ကျွမ်းပေါ်အားပေးရလဲရောက်ပါတယ်။ဒါကြောင့်စွားရင်နှင်းကြတဲ့ခန်းစားတဲ့နဲ့တဏိတာကိုစတင်မြန်စား7မိနစ်လောက်ခုံပေါက်ခြင်းလမ်းလျှောက်ခြင်းဒါမှမဟုတ်ကိုလတ်လှုပ်ရှားမှုလုပ်ပြီးအာရင်အစ်စ်တွေဖြည့်တင်လိုက်ပါ။ဒီအလေးချင်းလေးကခမားကိုပုံပုံအာယုံစိုက်နိုင်စေပြီးတဏိတာလုံးအလုပ်တွေကိုတက်ကြွစွာပြီးမြောက်စေပါလိမ့်မယ်။ ်မိတ်ဆွေရဲ့တနေ့တာကိုချက်ချင်းပြောင်းလဲပြဖို့အတွက်အကောင်းဆုံးလှုပ်ဝက်ချက်ပါပဲ။၁၀မိနစ်တာအချိန်ပေးလိုက်ပါ။